နေ့စဉ်ခွန်အားအမှုတော်လုပ်ငန်းမှຫນွေးထွေးလိုက်လဲစွာ ကြိုဆိုပါတယ်။ကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ငြိမ်သက်ခြင်းနဲ့ကျေးဇူးတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ဇော်လ28ရက်တောက်ကြနေ့ ရှောလမုန်ချင်းအခန်းကြီးနဲ့အငယ်ရှစ်မှတဆန်ကငါချစ်ရသခင်ဤစကားတံပြီးကြည်ပါတောင်ကြီးတောင်ငယ်တို့ကိုခုံကျော်လျက်ကြွလာ၏ငါချစ်ရသခင်သည်တမင်တရေတငယ်နှင့်အတူ၏ကြည်ပါ အုတ်ယိုးပြင်မှာရက်တော်မူ၏ပြတင်းဘဝတွင်ကြည်လျက် ပြတင်းရွက်ကြားမှာကိုကိုပြလျက်နေတော်မူ၏ငါချစ်ရသခင်သည် ခေါ်၍ပြောသည်ကား ငါချစ်သောနှမငါဤမိမလားထ၍လာခဲ့ပါဆောင်းကာလလွန်ပြီးမိုးလဲကြည်လင်ပြီးညကြီးပေါ်မှာပန်းများပွင့်ကြပြီးငှက်တို့မြည်တွန်ချိန်လဲရောက်လေပြီးငါတို့မြည်နိုင်ဂျုံးငှက်တွန်တန်ကိုလဲကြာရ၏တင်မောတဖန်းပင်သည်စိမ့်သောအသီးကိုမှဲ့စေ၏စပြည့်နွယ်ပင်လဲပွင့်လျက်မွေးကြ၏ငါချစ်သောနှမငါဤမိမလား ထ၍လာခဲ့ပါ တောင်ပေါ်၌ခိုလုံရာကြောက်ကြားတွင်ရှိသောငါဤဂျုံငယ်သည်ဤမျက်နှာကိုမြင်ပါရစေသည်စကားသံကိုကြားပါရစေသည်စကားသံသည်ချို့ဤသည်ဤမျက်နှာလည်းလာ၏စပြည့်နယ်ပင်တို့ကိုဖြက်လက်တန့်သောမြေခွေးများနှင့်မြေခွေးကလေးများကိုငါတို့ဖို့ဟန်ကြလောငါတို့စပြည့်နယ်ပင်တို့သည်အပွင့်ပွင့်လျက်ရှိကြ၏ စပြည့်နွယ်ပင်တို့ကိုဖျက်လက်တန့်သောမြေခွေးများနှင့်မြေခွေးကလေးများကိုငါတို့ဖို့ဖမ်းကြလော့ရှောလမုန်တခြင်းခန်းကြီးနှစ်အခန်းငယ်35မြေခွေးလေးများကိုဖမ်းကြလော့ဒါကစပြည့်နွယ်ပင်ကိုဖျက်ဆီးတဲ့မြေခွေးလေးတွေလေဟုအဖွားပြောလေရှိသည်ကျွန်တော်အမေလဲထိုနီးနှင်နှင်ပြောခဲ့သည် ယခုတွင်ထိုစကားကိုသားသမီးများအားကျွန်တော်ပြောပြသည် သို့သောမြေကွေးလေးများကိုတတိပြုဆိုသည်မှာမြည်သည်ကိုဆိုလိုသည်နီစပြစ်ပင်များကိုစိုက်ပျိုးပြီးပါကအသီးသီးရန်နှစ်များစွာ ကြာနိုင်သည်စပြစ်နွယ်ပင်များကိုစိတ်ရှိရှိနှင့်ပြုစုရေလောင်းဖြတ်တောက်ပေးရပြီး၎င်းတို့အတွက်အကာအကွယ်များစွာလိုအပ်သည်မြေကွေးများသည်သေးငယ်တော်လဲ အမြင့်များကိုဖျက်ဆီးစပြစ်သီးများစားပြစ်သို့မဟုတ်အညာကိုဝါးစားခြင်းဖြင့်ကြီးမားသောပျက်စီးမှုကို ဖြစ်စေနိုင်သည်ရှောလမုန်တိချင်းမှကဗျာဆန်သောအချစ်ဇက်လန်းတွင်ရှောလမုန်ကစပြစ်နယ်ပင်တို့ကိုဖျက်လက်တန့်သော မြေခွေးများနှင့်မြေခွေးကလေးများကိုငါတို့ဖို့ဖမ်းကြလောဟုသတိပေးသည် အချို့သောဓမ္မပညာရှင်များကဤအရာသည် မစစ်ကြောမိပါက လူငယ်အမျိုးသားနှင့်အမျိုးသမီးတို့၏ဆက်ဆံရေးကိုချိန်ချောက်နိုင်သည့်သေးငယ်သည်ဟုထင်ရသော ပြဿနာများသို့မဟုတ် အပြုအမူများကို ရေညွှန်းသည်ဟုယုံကြည်ကြသည်အလားတူကျွန်ုပ်တို့၏ဝိညာဉ်ရေးခရီးတွင် အသေးမွှားဖြစ်သည့်ခါသည်ခြင်းညဉ့်ညူသောစကားအခြားသူများ၏အန္တရာယ်ရှိသောလွှမ်းမိုးမှုစသည့်အရာများက ကျွန်ုပ်တို့၏အသက်တာတွင်သို့အလစ်ဝင်လာနိုင်ပြီး ၎င်းကိုကျွန်ုပ်တို့တတိမထားမိပဲရှိတတ်သည် အသေးအမွှားအရာများသည့်ကြီးစွာသောဒုက္ခဖြစ်စေနိုင်ကြောင်းကို ကျွန်ုပ်အဖွားနားလည်ခဲ့ပြီးမြေးများအတွက်သူမ၏ဉာဏ်ပညာကကြီးမားကျေပြောလှပြီသည် ကျွန်ုပ်တို့သည် အချိန်ယူ၍ဆုတောင်းကာကျမ်းစာဖတ်ရှုသောအခါအခြားသူများနှင့်ပေါင်းသင်ဆက်ဆံမှုခရစ်တော်နှင့်ရှောက်လန်းမှုတို့ကိုပျက်စီးစေမိသွေးဆောင်မှုများသို့မဟုတ် အလေထများဟူသည့်မြေခွေးကလေးများကိုဖမ်းနိုင်အောင်ဝိညာဉ်တော်သည်ကျွန်ုပ်တို့အားကူညီပေးမည်ဖြစ်သည်ထိခိုက်နစ်နာမှုမဖြစ်မီမြေသည့်အသေးမွှားလေးများကို သင်ဖမ်းရန်လိုအပ်သည်။မြေခွေးကလေးများကိုစောင့်ကြည့်ရန် အခြားသူများအားသင်မြည်သို့တတိပေးနိုင်သည်။ချစ်ခင်ရပါသောအဖဖေဟာကျွန်ုပ်အားကြီးမားသောပြည့်စုံမှုကို ဖြစ်စေသော အမှုရာ အသေးမွှားလေးများကိုတတိရှိရှိနှင့်ကင်တွဲဖြည့်ရှင်းနိုင်ရန်မာဇာတော်မူပါ။တခင်ယေရှုနာမကိုအမိပြု၍တောင်းလျှောက်ပါသည် အာမင် နေ့စဉ်ခွန်အားကိုကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံပုံပြည့်စုံကြွယ်ဝသောဘဝအတ္တများဖြစ်တည်နိုင်ကြပါစေ။